မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတားရေဦးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၃ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ15ရက်နေ့မနက်အစောပိုင်း7:00နာရီခန့်မှာရေဦးမြို့မှာရှိတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ကြာဖူးအဝိုင်းတိုင်းရင်းစိတ်ယုံရဲစခန်းရွှေကြည်မင်းဂိတ်နဲ့မြောက်ဘက်ဂိတ်တုံမှာတပ်ဆွဲထားတဲ့အကြမ်းမဲ့စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များက87မမလက်လုံ53လုံး RPG ဆက်လက်များလက်နက်ငယ်များနဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတွေကတိုက်ပွဲထဲမှာတေသွားရင်တိုင်းရင်းစေုံထဲမှာမြင်းမြုပ်ပြတ်တာဆိုတော့စုံစမ်းဖို့ကခက်ခဲတယ်တိုက်ပွဲမှာထိခိုက်ဒဏ်ရာရတဲ့သူတွေကြတော့ပတ်ဝန်းကျင်ကတိနိုင်တာမို့လို့သူတို့ဘယ်နှယောက်ထိခိုက်ဒဏ်ရာရလဲဆိုတာရေးထွက်လို့ရပါတယ် ပြစ်မှတ်ကို၄လုံးပဲလွဲချော်ခဲ့တာပါ။ကျန်တဲ့၄၉လုံးကပြစ်မှတ်ကိုထိခဲ့ပါတယ်။အသေးအစင်းကိုတော့အတိအကျမသိပေမဲ့၃កောက်ထက်မနေတော့တေဆုံးတယ်လို့သိရတယ်။အတိအကျပြောဖို့တော့ခက်တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဒါအပြင်မန္တလေးတိုင်းဒရဦးမြို့နယ်မှာလည်းကင်းလည်နေတဲ့စစ်ကားတစီးကိုမိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်တေဆုံးမှုတွေများပြားခဲ့ကြောင်းဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးပတ်ကောက်ဖကပြောဆိုထားပါတယ်။ဖေဖော်ဝါရီလ18ရက်နေ့မှာဒရဦးမြို့နယ်စင်နေရွာနယ်တပယ်ရွာကြားမှာကင်းလည်နေတဲ့စစ်ကားတစီးကိုတော် ွန်လိုင်းတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား10ဦးထက်မနည်းသေဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အင်အား400ခန့်ရှိတဲ့နိုင်ရီကန်ဘူဟာစခန်းကိုဖေဖော်ဝါရီလ18ရက်နေ့ကစတင်ပြီးတော့ AA ကစတင်ထိုးစစ်ဆင်တိုက်ခိုက် နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AA ရဲ့ထိုးစစ်ကနိုင်ရီကန်ဘူဟာအထိကိုရောက်နေပါပြီ။ ဖေဖော်ဝါရီလ16ရက်နေ့မှာပဲစတင်ပြီးတော့ထိုးစစ်ဆင်းနေတာနိုင်ရီကန်းနဲ့ဂုတ်ကြီးပြီးရင်ရိုးဘော်ကစခန်းတွေအကုန်ပြတ်ပြီလို့ပြောဆိုထားပါတယ်စစ်ကောင်စီဘက်ကဖေဖော်ဝါရီလ16ရက်နေ့နေ့လယ်7:00နာရီဝင်းကျင်ကဟတ်စကီးနဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့ငဖဲမြို့မှာရှိတဲ့စုံကုန်းအမြောက်တပ်ကလည်းလက်နက်ကြီးကြီးများနဲ့နိုင်ရီကန်ဘက်ကိုပြစ်ကူပေးနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်နိုင်ရီကန်ဘူဟာစခန်းတိုက်ပွဲကပြင်းထန်နေပါတယ်အေအေးရဲ့ထိုးစစ်ကလည်းရက်တက်မတော်ပါဘူးစစ်ကောင်စီဘက်ကလည်းဟတ်စကီးနဲ့ရောရှိသမျှတိုက်ရင်တွေကနေလက်နက်ကြီးပြစ်ကူတွေပေးနေတယ်လို့ပြောဆိုထားပါတယ်အေအေးဘက်က ကလည်းလက်နက်ကြီးကြီးများနဲ့ပြန်လည်ပစ်ခတ်မှုတွေရှိနေပြီးတော့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အမ်ဘရန်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲနေရာယူထားတဲ့ကံမြင့်ကံစခန်းနဲ့နယ်ရီကံဘူဟာစခန်းကြားမှာရှိတဲ့အထက်တုံးကြီးအောက်တုံးကြီးနဲ့မထုံချေးရွာတို့မှာရှိတဲ့စစ်စခန်း၃ခုကိုဖေဖော်ဝါရီလ၁၆ရက်နေ့မှာ AA ကတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်း၃ခုကိုတိမ့်ပိုက်ပြီးတဲ့နောက် AA ရဲ့ထိုးစစ်ဟာနယ်ရီကံဘူဟာရဲ့တောင်ထိပ်ကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုနိုင်ရီကန်ဗျူဟာစကန်းဟာအေအေကတိမ့်ပိုက်ထားတဲ့အထက်တုံးကြီးအောက်တုံးကြီးရွာတို့နဲ့ငားမိုင်ကန်သာကွာဝေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်တညောင်ရဲစခန်းရှိမှရှိတဲ့စစ်စေးရိတ်ဂိတ်ကိုဝင်းရောက်ပြတ်ခတ်တိုက်ခတ်ရာရဲတအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ18ရက်နေ့မနက်7:15မိနစ်ခန့်မှာဆက်လင်းမြို့နယ်တညောင်ရဲစခန်းရှိမှရှိတဲ့စစ်စေးရိတ်ဘန်ကာကိုဆက်လင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖဇုံ3တိုက်နယ်တာဝန်ခံနဲ့ရဲဘော်များကဝင်းရောက်ပြတ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပြတ်ခတ်တိုက်ခတ်မှုအတွင်းမှာစစ်စေးရိတ်လှုပ်ဆောင်နေတဲ့ရဲတအုပ်တွေဆုံးပြီးရဲနာအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် 玩家追了过来，来不及跑的，立刻打开尖叫。 ဘန်ကားတွေကစစ်သားတအူးလက်မှာအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တိုက်ခိုက်မှုအတွင်းမှာရဲခွေးတကောင်တေးတယ်လို့သိရတယ်တခြားထိခိုက်ဒဏ်ရာရတဲ့ကောင်တွေလည်းရှိသေးတယ်ကျွန်တော်တို့ရဲဘော်တွေတော့အထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့ပါတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီစစ်စေးရိတ်ဂိတ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူတအူးကိုမှတ်ပုံတင်စစ်ဆေးပြီးတော့ထိမ့်သိမ်းထားတဲ့အတွက်ကြောင့်ပြည်သူများအထိခိုက်မရှိသေးရန်တော်လိုင်းရဲဘော်များကဘေးကင်းစွာပြန်လည်စုခွာခဲ့ရတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့စစ်ကောင်စီအထိုင်ချရာနေရာများအနီးတဝိုက်မှာအချ ချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်သတိနဲ့သွာလာနေထိုင်ပေးကြပါရဲ့နဲ့စစ်ကားရဲကားများနီးတဝိုက်မှာလိုက်ပါကပ်ပါလာခြင်းမျိုးမပြုတ်လောက်ကြရင်မြစ်တာရက်ခံထားတယ်လို့စလင်းမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့မြန်မာနဲ့ထိုင်းနယ်စပ်အနီးရွှေကုတ်ကုန်းနဲ့ KK Park နယ်မြေအတွင်းမှာမြန်မာနိုင်ငံတဲကိုတရားမဝင်ဝင်ရောက်လာသူနိုင်ငံခြားသား283ဦးကိုမြန်မာအာဏာပိုင်တွေကဖေဖော်ဝါရီလ18ရက်နေ့ကထပ်မံဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံအနေနဲ့ထိုင်းမြန်မာအပြင်တခြားနိုင်ငံတွေနဲ့အတူလက်တွဲပြီးတော့ online လောင်းကစားလုပ်ငန်းတွေနဲ့ငွေလိမ်ဂိုင်းတွေကိုအမြင့်ပြတ်နှိမ်နှင်းသွားမှာဖြစ်ကြောင်းကိုတရုတ်နိုင်ငံခြားရေးဝင်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ဂေါ်ဂျာခွန်ကဖေဖော်ဝါရီလ18ရက်နေ့မှာကျင်းပတဲ့သတင်းစာ ရှင်းလင်းပွဲအတွင်းမှာပြောကြားသွားပါရယ်ဖေဖော်ဝါရီလ18ရက်နေ့ကပဲမြန်မာပြည်ထရေးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်အပါအဝင်တရုတ်ပြည်သူလုံခြုံရေးဆိုင်ရာဝန်ကြီးဌာနလက်ထောက်ဝန်ကြီးလီယိုဆောင်ကြီးနဲ့ ထိုင်းကိုယ်စားလှယ်တို့ကမြဝတီမြို့ကိုတွားရောက်ပြီးတော့ကြားဖြန့်ဂိုင်းတွေကနေကယ်ထုတ်လာသူအများအပြားကိုလည်းတွဲဆောင်ခဲ့ကြသေးတယ်လို့သိရပါဗျ။မြန်မာနဲ့ထိုင်းနယ်စပ်မြဝတီဒေသအတွင်းကရင်လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသမှာတရုတ်နိုင်ငံသားအများစုပိုင်တဲ့ကြားဖြန့်လုပ်ငန်းတွေမှာအလုပ်လုပ်ကိုင်မှုအတွက်တရုတ်နိုင်ငံသားအများအပြားအပါအဝင်နိုင်ငံသားတော်တော်များများလူမောင်ခိုကုန်ကူးခံခဲ့ရတယ်လို့သိရပါဗျ။အရင်ကစစ်ကောင်စီလက်အောက်ခံကရင်နယ်ကြားဆောင်တပ်ဖွဲ့ ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချက်သူကမြန်မာနိုင်ငံအတွင်းမှာအွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုင်းတွေမှာတရုတ်ဂျပန်ဗီယက်နမ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်ထောင်နဲ့ချီတဲ့နိုင်ငံသားတွေဟာအတင်းကျပ်အလုတ်ခိုင်းခံနေရတဲ့အကြောင်းကိုလည်းဖေဖော်ဝါရီလ18ရက်နေ့ကသတင်းဌာနတွေကိုပြောကြားသွားပါတယ်။ဒါပေမဲ့လည်းသူထိန်းချုပ်တဲ့နယ်မြေအတွင်းမှာကြားပြလုပ်ငန်းတွေနဲ့ဆက်နွယ်ပြီးတော့ဗိုလ်မှူးကြီးစောချက်သူအပါအဝင် BGF ခေါင်းဆောင်၃ယောက်ကိုဖမ်းဝရမ်းထုတ်ဖို့ထိုင်းနိုင်ငံရဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကထိုင်းအစိုးရကိုတောင်းဆိုထားပါတယ်။ ဒီကိစ္စကိုထိုင်းတရားရေးဝန်ကြီးဌာနနဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI အဖွဲ့ကဖေဖော်ဝါရီလ18ရက်နေ့ကဆွေးနွေးခဲ့ကြတဲ့အကြောင်းကိုထိုင်းအရာရှိတွေကပြောဆိုထားပါတယ်။အခုချိန်ထိတော့ဗိုလ်မှူးကြီးစောင့်ချက်သူနဲ့ခေါင်းဆောင်တွေကိုထိုင်းအစိုးရကဖမ်းဝရမ်းထုတ်မယ်မထုတ်ဘူးဆိုတာအတိအကျမသိရသေးကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကဏီမြို့နယ်ချောင်းမရွာကိုအကြမ်းဖက်ဆက်တကစက်တပ်၄ထင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁၈ရက်နေ့ညနေပိုင်းမှာကဏီမြို့နယ်ချောင်းမရွာကိုအကြမ်းဖက်ဆက်တကစက်တပ်၄ထင်းနဲ့၈၁မမဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။အကြမ်းဖက်ဆက်တရဲ့၄ချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့သိရပါရယ်။ဒါ့အပြင်ပြည်သူ၆ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့၂ဦးဟာလည်းဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့သိရပါရယ်။ချောင်း င်းမကြီးွာကိုစစ်ခွေးတွေကစက်တက်၄ထီးနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံးတယ်လို့သိရတယ်နောက်ပြီးတော့ပြည်သူ၆ဦးလည်းထိခိုက်ဒဏ်ရာရရှိသွားပါတယ်၂ဦးကတော့ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်း၆ဦးမြို့နယ်စစ်တပ်ရဲ့မြားပလဲဂိတ်စခန်းကနေလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကြီးကုန်းကြီးွာကပြည်သူ၂ဦးတိတ်ဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ18ရက်နေ့ညနေ6:00နာရီဝန်းကျင်မှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးများနဲ့ပြည်သူများရှိရာကိုရန်တမ်းပစ်ခတ်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုများဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။မြားပလဲအထိုင်စခန်းကနေပြီးတော့လှမ်းထုတာပါ။ပြည်သူနာဦးဒေဆုံးပြီးအသက်9နှစ်အရွယ်ကလေးတဦးလူလက်ပိုင်းအမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ချောင်း Revolution News ကတာဝန်ရှိသူကပြောပြထားပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းဟာပြည်သူများရှိရာကိုရည်ရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်ခြင်းဖြစ်ကြောင်း၎င်းကတုံ့တက်ပြောဆိုထားပါတယ်။အလားတူပဲ မန္တလေးတိုင်းငန်းစုံမြို့နယ်ကျွဲစိန်ရွာကိုဖေဖော်ဝါရီလ18ရက်နေ့ညနေ4နာရီခန့်အချိန်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူတအုပ်6ရောက်ပြတ်သွားပြီးတော့နေအိမ်များနဲ့တာသနီကအဆောက်အအုံများလည်းပျက်စီးသွားတယ်လို့သိရပါတယ်18ရက်နေ့ညနေ3နာရီ45မိနစ်အချိန်ဝန်းကျင်မှာ Jet Fighter နဲ့ဘုံကျဲသွားတာဘုံခွန်နှလုံးကျဲသွားတယ်လေယံပေါ်ကနေပြီးတော့ဆက်တက်နဲ့လည်းပြစ်တယ်ပြည်သူတအုပ်ပေါင်ကနေပြတ်ထွက်သွားတယ်လို့ကျွဲစိန်ကြီးရွာကပြည်သူတအုပ်ကပြောပြထားပါတယ်အလားတူပဲ ဖေဗူလာ17ရက်နေ့မနက်7:00နာရီအချိန်မှာမန္တလေးတိုင်းမရိယာမြို့နယ်အရှိဂျမ်းကိုမြောင်းတိကျေးရွာအနီးကစစ်ကောင်စီတပ်က MI-35 ရဟတ်ယာဉ်နဲ့လေကြောင်းတိုက်ခိုက်မှု၅ချိန်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့မှာရှိတဲ့စစ်ကောင်စီတပ်ရင်းမှာတာဝန်ကျနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတပ်သား၂ယောက်ဟာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ18ရက်နေ့ကတီးတိမ်မျိုးအခြေစား269တိုင်ရင်ကရဲတပ်သားနှစ်ဦးဟာကျွန်တော်တို့ CDF CDM စီရင်တပ်ဖွဲ့စည်းကိုခဲရန်တချို့နဲ့အလင်းဝင်လာခဲ့တယ်လို့ဆိုပါတယ်အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီလက်အောက်ကရဲတပ်သားနှစ်ယောက်ကိုထိုက်တန်စွာချီးမြှင့်ပေးသွားမှာဖြစ်ပြီးတော့စစ်ကောင်စီတပ်အတွင်းထဲကနေအလင်းဝင်ရောက်ခြင်းနဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့ CDF CDM စီရင်ရဲ့စစ်ဦးစီးချုပ်ဖုန်းနံပါတ်39994 63453ကိုဆက်သွယ်နိုင်တယ်လို့လဲအဲ့ဒီတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အလင်းဝင်ခြင်းတဲ့သူတွေဟာမြို့ရင်းထဲမှာပဲဖြစ်ဖြစ်ဘလို့နေရာနေမှာပဲရောက်နေပါစေတွားရောက်ပြီးတော့ကြိုးစို့ပေးမှာဖြစ်ပြီးတွားလို့တဲ့နေရာလုတ်လို့တဲ့အလုတ်အကိုင်းတွေကိုလဲစိတ်တိုင်းကြစီမံဆောင်ရွက်ပေးကကောင်းကောင်းမွန်မွန်နဲ့စောင့်ရှောက်ပေးထားမယ်လို့ CDF CDM စီရင်ကထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ